ပစ္စည်းခိုးယူခဲ့သူအမျိုးသမီးနဲ့အတူနေပူထဲမှာကြိုးတုပ်ခံခဲ့ရတဲ့ကလေးအတန်းဥပဒေပိုင်ဆိုင်ရာလိုအပ်တဲ့ဘက်ကနေအကူအညီတွေပေးသွားမယ်ဆိုတဲ့တရုတ်ဆောင်ခိုင်နှင်းဝေမင်္ဂလာပါပရိသတ်ကြီးရှင်ပရာဟိတမင်းသမီးခိုင်နှင်းဝေကတော့အခုလက်ရှိလူမှုကွန်ရက်ပေါ်မှာလူပြောများနေပြီးပစ္စည်းခိုးယူခဲ့သူအမျိုးသမီးနဲ့အတူပါလာတဲ့ကလေးငယ်ဟာနေပူထဲမှာကြိုးတုပ်ခံခဲ့ရတဲ့ဖြစ်စဉ်ရဲ့အတွက်တရုတ်ဆောင်ခိုင်နှင်းဝေကအစအစရာရာကူညီဆောင်ရွက်ပေးသွားမယ်လို့ဆိုလာခဲ့ပါတယ် အခုလက်ရှိမှာလည်းပရိတာအဖွဲ့တော်တော်များများကကုညီပေးဖို့ကြိုးစားနေတယ်လို့သိရသလိုပရိတာအဖွဲ့တခုဆိုရင်လှိုင်းသားရမှာကလေးအကျက်တည်သက်ကုညီပေးဖို့ရောက်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါဗျ။ တချို့ကလည်းခိုးယူသူတချို့ဟာကလေးတွေကိုသူတို့နဲ့အတူခေါ်လာလေးရှိပြီးဒီကလေးတွေဟာသူတို့ငားရမ်းလာတာမျိုးကိုပိုင်ကလေးမဟုတ်တာမျိုးတွေတွေ့ဘူးတဲ့အတွက်အခုကိစ္စမှာလည်းပျက်စီးခိုးယူသူအမျိုးသမီးကြီးနဲ့ကလေးငယ်ဟာသွေးသားတော်ဆက်မှုတကယ်ရှိမရှိကိုစုံစမ်းစီခြင်းကြတယ်လို့လည်းဆိုထားပါတယ်ပြောင်းဆောင်ခိုင်းနေဝေကတော့ကလေးဘက်ကနေဥပဒေအရအကာအကွယ်အပြေးအဝါရရှိစေဖို့အတွက်တိတိယောက်ယောက်ကူညီပေးသွားမှာဖြစ်တယ်လို့ပြောထားတာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့တယောက်ဆောင်ခိုင်နေဝေကပြမှုကျူလွန်ခဲ့သူ Twitter သူ Store ဆိုင်ပိုင်းရှင်မဝင့်ဝါလိုင်းကိုဥပဒေနဲ့အညီအရေးယူဖို့အတွက်ဆက်လက်ဆောင်ရွက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။တယောက်ဆောင်ခိုင်နေဝေကကလေးနဲ့ပတ်သက်ပြီးလိုင်းသားရအရှိပိုင်းမြို့မရဲစခန်းမှာဥပဒေအတိုင်းဆက်လက်ဆောင်ရွက်နေပြီဖြစ်ပါတယ်ရှင်။ဥပဒေအတိုင်းသွားတာမို့အားလုံးပဲစိတ်အေးချမ်းစွာစိတ်ချနိုင်ပါပြီရှင်ဟုဆိုတာသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြရေးသားထားတာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ပရာဟိတအသင်းတော်တော်များများကခိုးယူသူအမျိုးသမီးနဲ့ကလေးငယ်စီကိုရောက်ရှိနေကြပြီးကုညီထားပတ်မှုတွေလုပ်နေကြတယ်လို့လည်းသိရပါဗျ။